တိုင်းပြည်တပြည်မှာတိုင်းပြည်ကိုအုပ်ဆိုးတဲ့မင်းဟာအဓိကကြတယ်။အဲ့ဒီအုပ်ဆိုးတဲ့မင်းကတကယ်ကိုတရားဥပဒေတိုင်းတရားနီလန်းကြကြကိုချင်းတရား မဖောက်ဖျက်ပဲနဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်။အဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းက ကိုချင်းတရားပြက်ပြားပြီးတော့ဒီတရားနီလန်းမကြတော့ဘူး။ ဖောက်ဖြက်ပြီးတော့နေတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြက်ပြားလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းနေကိုချင်းတရားပြက်ပါလာဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြက်ပြားရင်မင်းမှုတန်းကိုချင်းတရားပြက်ပြားမင်းမှုတန်းကိုချင်းတရားပြက်ပြားရင် ဘသူတွေကိုကျင်တရားပြပြတော့ဆိုဒီအနိကဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုကျင်တရားပြပြလာအဲ့ဒီပုဂ္ဂိုလ်တွေကိုကျင်တရားပြပြပြီဆိုရင်တနင်္ဂနွေလုံးကိုကျင်တရားပြပြတယ်ခွင်းဆက်ပဲဒါရှောင်ရှားလို့မရအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥပမာပေးထားတော့ဆိုလို့ရှိရင် နွားအုပ်ကြီးတုပ်သွားတဲ့ခံမှာတဲ့ရှေ့ဆောင်နွားလာကဖြောင်းဖြောင်းသွားလို့ရှိရင် နောက်နွားတွေလည်းဖြောင်းဖြောင်းလိုက်တယ်ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာဖြောင်းဖြောင်းမသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားဒီလိုဟောထားတာเนาะအဲ့ဒီမှာတပ်ပံရတ္ထံဒုက္ခံတေတိရာဇာစေဟောတိအထမိကောတဲ့တမ်းကြီးအုတ်ချုပ်တဲ့မင်းက မတရားတော့ဘူးတရားမဲ့တယ် ကိုကျင့်တရားပြပြတယ်ဆိုလို့ရှိရင်တဏှာလုံးဟာဒုက္ခရောက်တယ်လို့